်ပရီးမီးယားလိပွဲစဉ်6နျူကာဆယ်နဲ့အာစနယ်မင်္ဂလာပါကုကင်းစ်တဖုတ်ဘောရှိုးအနေချိုးသွားရခင်ဗျကျွန်တော်ကုကင်းမှာ ဒီတစ်ပတ် Super Sunday ရဲ့အကောင်းဆုံးပွဲတစ်ပွဲဖြစ်တဲ့ည10:00နာရီမှာရှင်ပြိုင်ကစားမဲ့ Newcastle နဲ့ Arsenal တို့ရဲ့ပွဲကြိုသုံးသက်ချက်ကိုကျွန်တော်ရဲ့ညကိုနဲ့အတူတူလုံသွားကြပါတယ်။ Keyboard ရှိရင်ကျွန်တော်တို့အရင်ဆွဲထုတ်ကြည့်အောင် Newcastle ဒီ Arsenal အတွက်အရန်အရန်ကိုခက်ခဲကြမ်းတမ်းခဲ့တဲ့ပြိုင်ဘက် ကျွန်တော်ဒီနှစ်သိန်းတွဲဆုံတဲ့ ပွဲစဉ်တွေထဲမှာလုံးဝအမှတ်ရနေတဲ့ပွဲတစ်ပွဲရှိတယ်။ Newcastle ကွင်းလယ်ကစားသမား Chuck TOD အခုတော့ဆုံးပါသွားရှာပါပြီ။သူ့ရဲ့ away camp ချန်တဲ့အတူလုံးဝပွဲကြီးပွဲကောင်းတပွဲဖြစ်ခဲ့တဲ့အမှတ်တရတွေကိုကျွန်တော်ကူတီမြင်အောင်နေသေးတယ်ဗောနော်။ပြောချင်တာအတိတ်သမိုင်းကြောင်းမှာပဲဖြစ်ဖြစ်လက်ရှိအချိန်မှာပဲဖြစ်ဖြစ် Newcastle သည် Arsenal အတွက်အမြဲတမ်း ခက်ခဲကြံတန်းခဲ့ပါတယ်။အဒီယောင်းလက်ထက်ဒီ sorry တတိတွေလက်ထက်မှာဆိုရင်နျူကက်ဆယ်ကပိုပြီးအမြင့်ပြန်လာနိုင်တဲ့အတွက်ပိုခတ်တာပေါ့ဗျာ။နောက်ဆုံး၃ချိန်စိတ်ချင်းဘက်မှာအာဆင်နယ်တွားရောက်ကစားရတယ်။အဲ့ဒီ၃ချိန်လုံးအာဆင်နယ်အသာစီးမရထားပါဘူး။ဆိုတော့ဒီပွဲစဉ်ကလည်းအာဆင်နယ်အတွက်ဘယ်လောက်ထိခက်ခဲမလဲဆိုတာတိတ်တောင်ပြောနေစရာမလိုပါဘူး။ ဒီပွဲပြီးနှစ်သင်းလုံးကတော့ချန်ပီယံလိဂ်ကစားဖို့ရှိတယ်။ညူကစ်ဆယ်က Saint Gallowise နဲ့အဝေးကွင်းမှာတွားရောက်ကစားရမယ်။ Arsenal ကတော့ Olympia Cos ကိုအိမ်ကွင်းမှာအခန့်ရှင်ပြိုင်ကစားရမယ်။နှစ်သင်းလုံးအနေနဲ့အရက်ခက်ခဲတဲ့ပြိုင်ဘက်တွေကိုရင်ဆိုင်ရမှာတော့မဟုတ်ဘူး။ညူကစ်ဆယ်ကတော့နည်းနည်းလေး Arsenal ထက်ပိုကျက်တယ်။ Saint Gallowise ကအသင်းလိုက်ချစ်လက်မှုအားလည်းကောင်းတယ်။အဝေးကွင်းမှာလည်းကန်ရမယ့်အခါကျတော့အပွဲကိုအနည်းငယ်အာယုံစိုက်ဖို့တော့ရှိရပါတော့။တိုးပေါ်ရင်မဲဒီအာရင်နဲ့ပွဲလောက်တော့အရေးမကြီးဘူး။ဒီပွဲကိုပဲနှစ်သင်းလုံးဒီအာယုံအပြည့်အဝစူးစိုက်ပြီးကစားလာမယ်လို့တော့ကျွန်တော်ထင်တယ်။အဲ့တော့ ညူကစ်ဆယ်အနေနဲ့ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကလောက်အင်အားတောင့်တင်းမှုကတော့မရှိတာလေကျွန်တော်တို့တခုတော့ထက်ထွက်ရလိမ့်မယ်။ဘာကြောင့်လဲဆိုတော့အသင်းရဲ့တိုက်စစ်ပိုင်းမှာဗော်ဒမေဒီကိုခေါ်ထားပေမဲ့ဗော်ဒမေဒီဒီအလဇနာအီးဆက်မဟုတ်ဘူးအီးဆက်နဲ့ဗော်ဒမေဒီကစားတဲ့ပုံစံလည်းမတူဘူးအခုဗော်ဒမေဒီရောက်လာတဲ့အချိန်မှာအဒီဟောင်းကအသင်းရဲ့ frame ကိုပါနည်းနည်းလေးပြန်ပြောင်းနေတဲ့ ပုံစံပဲ Voramedio ဤဆက်လောက်မကောင်းပြောတာမဟုတ်ဘူး impact ဖြစ်တဲ့ပုံစံမတူဘူး Voramedi သည်အမြင်ပေါ်အရန်ကောင်းတဲ့ player မျိုးအခု Newcastle ရဲ့ပုံစံကတခိတခါအင်္ဂလိပ်အသင်းတွေရဲ့ပုံတံအတိုင်းတပုံတံနဲ့တွားဖြစ်တယ်2025ခုနှစ်တာရောက်နေတာ2000ဝန်းကျင်ကာလအတွင်းကစော့ခဲ့တဲ့ပုံစံနဲ့နည်းနည်းလေး modify လုပ်ထားတဲ့ hand ကိုပြပါဆိုရင်ကျွန်တော် Newcastle ရဲ့ hand ကိုပဲပြရလိမ့်မယ်ဒါကိုမကောင်းပြောရလို့မဟုတ်ဘူးကောင်းတယ်အရန်ထိရောက်တဲ့ hand တစ်ခုကို Eddie Howe ကတိဆောက်ထားနိုင်တယ် ဆာလတ်ဖာဂူဆန်ကိုတိုင်ကထုတ်ဖော်ချီးကျူးခဲ့တဲ့အဲ့ခဲ့ခါတော့တော့လူငယ်နီးပြလေးပေါ့နော်အဒီဟောင်းဒီအရွယ်တခုရောက်လာတဲ့အချိန်မှာနယူကစ်ဆယ်ကိုသူ့ရဲ့ဟန်ပန်တခုနဲ့အိမ်ကွင်းအဝေးကွင်းမြွေအကောင်းဆုံးဟိုပုံတံတမျိုးနဲ့တိဆောက်ထားနိုင်ခဲ့တယ်နယူကစ်ဆယ်ကသားသမားတွေကိုကြည့်ကြည့်လိုက်ကိုယ့်ရဲ့ကသားသမား၃ယောက်အရှင်ထားတာ All Attack ဆိုတဲ့အတိုင်းသူတို့တက်လိမ့်မယ်ခန်းစစ်ပိုင်းမှာတိုက်စစ်ပိုင်းမှာလုံးဝ overload ဖြစ်အောင်ကစားနိုင်တယ်လို့ခန်းစစ်ပိုင်းမှာလည်း overload ဖြစ်အောင်လိုက်ပါရွေရှာစီးမျောနိုင်တယ် aggressive play ကိုမှလုံးဝ power အပြည့်နဲ့တီးတဲ့အသင်းဒီ Newcastle ဖြစ်ပါတယ်ဆိုလိုချင်တာအလက်ဇန်ဒါအီးဆက်မပါလို့ Newcastle အားရော့သွားနိုင်သလားဆိုတဲ့အပိုင်းကိုဒါကျွန်တော် viewer ဘိုင်းတချို့နဲ့တခါတည်းထည့်ပြောလိုက်တာပေါ့နော်အဲ့ဒီလောက်ထိတော့ဒရိုက်မပတ်သက်ဘူးနေရာဘောင်းဆောင်ကဂိုးသွင်းအဆုံးသက်ပေးမဲ့သူမရှိတော့ပေမဲ့အသင်းလိုက်ဟန်ချက်ရ Newcastle သည်မာဂုံရှိနေစေအသင်းအသင်းဖြစ်ပါတယ်မာဂုံရှိတဲ့အသင်းတွေထဲမှာမှ Newcastle က extreme ဖြစ်တယ်လို့ပြောလို့ရတယ်တာမန်မာဂုံရှိတဲ့အသင်းတွေထက်ကိုပိုကျန်းတယ်အဲ့ဒါကြောင့် ့အသီးတွေအနေနဲ့နူးကက်ဆယ်ကိုကစားတဲ့အခါကျရင်အာယုံအမတက်အမတန်ကိုနောက်ပါတယ်။ကွင်းလယ်မှာဘရူနိုကွီမရီစ်တို့ဂျိုလင်တန်တို့တိုနယ်လီတို့ဟာဟိုကျွဲယုံနွားယုံယုံတဲ့ကစားသမားတွေလေ။အခက်မသိရင်ကိုယ့်ရဲ့ကစားသမားတွေဒဏ်ရာပြဿနာရရှိသွားနိုင်တဲ့အခြေအနေမျိုးပါရှိပါတယ်။ဒါကိုအာတီတာအနေနဲ့ဂယူဒဆိုင်ဂိုင်တွေ ဖြည့်ရှင်းရဖို့ရှိနေပါတယ်။ဘာကြောင့်လဲဆိုတော့အာစနယ်မှာလည်းဒဏ်ရကစားသမားတွေတဖြည်းဖြည်းချင်းစီတိုးလာတယ်။ခိုင်းယာဗက်စတန်ရသွားတယ်။မက်ဆီဒီနဲ့ပွဲစဉ်မှာနိုနီမရူဝက်ကေးဒဏ်ရသွားတယ်။ဆာကာတို့ဆာလီဘာတို့ဒဏ်ရပြဿနာကောင်းကစားပြန်ပြီးကစားရမယ်ဆိုရင်ဒဏ်ရပြဿနာပြန်ကြုံရတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။အဲ့ဒါကြောင့်နျူကာဆယ်နဲ့ကစားမယ်ဆိုရင်ကိုကချိုတင် prepare လုပ်ထားမယ်အချက်တွေဒီအများကြီးပဲ။ဒီနျူကာဆယ်ရဲ့ aggressive play ကိုဘယ်လိုပုံစံမျိုးနဲ့တုံ့ပြန်ကစားမလဲ။သူကြမ်းကိုကြမ်းသွားကြဲ့ရင်ကစားသမားတွေဒဏ်ရပြဿနာတွေရလာနိုင်တဲ့အတွက် passive pathetic ကိုပဲအားပြုပြီးတော့ပွဲရဲ့ ဲ့ gain တန်ဖို့ကိုထိန်းကြီးဖို့ကြိုးစားတင်တယ်။ Austin ကလည်း tactical switch အကောင်းဆုံးလုပ်နိုင်တဲ့အသင်းတစ်သင်းဖြစ်တဲ့အတွက်ကြောင့်ပြိုင်ဘက်အသင်းရဲ့အခြေအနေပေါ်မူတည်ပြီးမိစဉ်ကြိကတတ်တဲ့အသင်းမျိုးဖြစ်ပါတယ်။ပြိုင်ဘက်အသင်းကခံကစားမှလားခံကစားရင်ငါတို့က ပြန်ခံကစားပြီး counter attack နဲ့ကစားမယ် United နဲ့ Arsenal နဲ့ပွဲစဉ်ဒါဥပမာပဲ United ကဘောလုံးပိုက်ဆိုင်မှုအသာစီးတောင်ပြန်ရသွားတယ်သို့တော့ Arsenal နည်းပြ Arteta သည်ဘလို့ပွဲမျိုးတွေမှာအနေငယ်ပြဿနာတက်တက်လဲဆိုရင်သူတို့ကိုဘောလုံးပြန်ပေးကင်လိုက်ပြီးခံစစ်ပိတ်ဆော့တဲ့အသင်းတွေနဲ့တွေ့ရင်အနေငယ်ပြဿနာတက်တက်တယ် Newcastle ကကြတော့လုံးဝခံစစ်ပိတ်ဆော့ရလားဆိုတော့လေမဟုတ်ဘူး Newcastle ကစားသမားတွေကခံစစ်ကိုအကုန်ပိတ်ဆော့ဘောလုံးပြန်ရတာနဲ့တိုက်စစ်ကိုအကုန်လမ်းကြောင်းဖွင့်ပြီးကစားတဲ့ hand pan ဖြစ်တဲ့အတွက်ကြောင့်ဘောလုံး ထိမ့်ပြီးတော့ကစားရတာပို့ပြီးတော့ကောင်းလိုက်မယ်။တနည်းအားဖြင့်ဘောလုံးကင်ကစားပြီး isolation လောက်တာကိုတော့ကျွန်တော်ပို့သဘောကြတယ်။အဒိတာအနေနဲ့ Newcastle ပုံတံမျိုး United နဲ့ကစားသွားတဲ့ပွဲစဉ်ကစတိုင်ဆော့မယ်ဆိုရင် Newcastle ကပို့ပြီးတော့အဲ့လိုကစားဖို့နဲ့တဟသာတာဖြစ်တယ်။အံဝင်ခွင့်ကြဖြစ်တယ်။တကွက်တကွက်လွတ်သွားရင် Newcastle ကစားသမားတွေကပို့ပြီးတော့ဒီလိုအခွင့်အမျိုးတွေရနေဂိုးသွင်းနိုင်တယ်။အဲ့ဒါကြောင့် Arteta ဒီသူကျွမ်းကျင်ပိုင်နိုင်တဲ့ position ကို ို့ပြီးအตาကြီးယူပြီးတော့ပွဲအခြေအနေကိုတစ်ချက်သိမလား check ပြီးတော့ဆော့တာအကောင်းဆုံးဖြစ်မယ်လို့တော့ကျွန်တော်ယူဆပါတယ်ဒီလိုမျိုး game tempo ထိမ့်ပြီးအတိုလေးတွေအများကြီးပေးပြီးဆော့တာကကိုယ့်ကစားသမားတွေကိုဒဏ်ရာပြဿနာအနာတရရာရေးရနေတတ်တာသေးတယ်စိတ်တော့စိတ်ရှိဖို့လိုတယ်ပွဲချင်းကြလာနဲ့အမြပြိုင်ဘက်ကစားသမားတွေရဲ့မောပန်းလာတဲ့အခြေအနေကိုလည်းတစ်ချက်စောင့်ကြည့်ဖို့လိုတယ်ဥမာပြောပြရရင် Newcastle ဘာစနာအနိုင်ကစားသွားတဲ့ပုံတံတန်မျိုးပေါ့ ဒါသည်အတိတ်အနေနဲ့မဖြစ်မနေနျူကာဆယ်ကိုကစားရမယ်ပုံတရအခင်းချင်းလို့ကျွန်တော်ယူဆပါတယ်ဒါတော့ဒီဘက်ပေါ်မှာကျွန်တော်မြင်မိတဲ့ key points လေးတွေပါကဲနောက်ထပ်အရေးကြီးတဲ့တစ်ပိုင်းလာပြီအာရှရဲ့အကြောပေးမှုကဲဘရီလုံးဝမနိုင်နိုင်တဲ့အကြောပေးမှုကြီးပေးထားတာပါအာကြီးကတေကြရင်တဝက်ဆုံးရှုံးတယ်ဆိုတဲ့အကြောပေးမှုပါဒါသည်တေကြပေါက် တည်ကြနိုင်တဲ့ပွဲမျိုးအာစနယ်အနိုင်ခပပခရီးရီးလေးလောက်ပဲရှိတယ်ဆိုတော့ဖွင့်လှစ်မှုမျိုးဖြစ်ပါတယ်တိုတယ်ကိုနဲ့ပြန်ချိန်ကြည့်ပါမယ်တိုတယ်ကိုကတော့နှလုံးအရှုံးသုံးလုံးအပြည့်ဝပျော်ရွှင်ခွင့်ရမယ်လုံးဝယုတ်တိမတန်တဲ့အကျော်ပေးမှု handicap နဲ့တော့ match ဖြစ်တယ်သို့တော့နှစ်သင်းလုံးကဂိုးသွင်းနိုင်တဲ့ကစားသမားတွေပါနေပါလေးရဲ့ဒီတိုတယ်ကိုအကျော်ပေးမှုကတော့တော်တော်ချင်တယ်လို့ပြောရမယ်တိုတယ်ကိုကလည်း ကြောက်ဖို့ကောင်းတယ်ဒီတူတယ်ကိုကကျွန်တော်တို့အပေါ်ရိုက်မဲ့သူတွေကိုပစားပေးတယ်တူတယ်ကိုအကျော်ပေးမှုကျွန်တော်တွေက over ဆိုပြီးရွေးလိုက်တေချာပေါ့အဲ့ဒါ under ဖြစ်လိမ့်မယ် under ဆိုပြီးရွေးလိုက်တေချာပေါ့ over ဖြစ်လိမ့်မယ်ပို့လင်ပြောရတော့ကျွန်တော်တူတယ်ကိုမရွေးချယ်ရဘူး handicap ပြရပဲကျွန်တော်ရွေးချယ်ပေးမယ်တေချာဖို့များတယ်ပေါ့ဆိုတော့ကျွန်တော်သိပါတယ်ဒါပေမဲ့ကျွန်တော်တွေက တည်ကြရင်တဝက်ဆုံးရှုံးခံနိုင်လားဆိုရဲအတွေ့ကိုပြန်တွေးရမယ်တဝက်ဆုံးရှုံးခံနိုင်ရင်တော့ဒါမထူးတော့လေအာစတယ်ပဲရွှေ့ရတော့မှာပေါ့ဘယ်အသင်းကထားပါတော့တမ်ပါဆန်လောက်ပဲနိုင်ချေရှိတယ်အဲ့ဒီတမ်ပါဆန်နိုင်ချေကိုဘယ်အသင်းအသက်သွင်းနိုင်လဲအသက်သွင်းနိုင်တဲ့အသင်းကအာစတယ်ဆိုရင်ကျွန်တော်ကတော့ Arsenal ပဲယူရမှာပဲတကယ်လို့ Newcastle ဆိုရင်လည်း Newcastle ပဲယူရမှာပဲလက်ရှိအချိန်မှာ Arsenal သည် နိုင်ပွဲတွေမက်ဆီတီနဲ့ကစားစဉ်အချင်းတို့ကပျောက်ထားတယ်ဒီပွဲစဉ်ကိုရှုံးလို့မဖြစ်ဘူးအနိုင်ဆုံးတည်ကစားဖို့လို့အဲ့တော့အာရီဖန်မှမဟုတ်ဘူးဘယ်ဘောလုံးဖန်ဆိုမေးကြည့်ဒီပွဲစဉ်မှာအာဆနယ်မရှုံးအောင်ကစားနိုင်တယ်ဆိုတော့သိကြတယ်နျူကာဆယ်ကမရှုံးဘူးဗျမရှုံးမှုဆိုရင်အာဆနယ်ကိုကျွန်တော်တို့ရွေးလို့ရတယ်ဘာကြောင့်လဲဆိုတော့ တက်ဝက်ပဲဆုံးရှုံးမှာဖြစ်တဲ့အတွက်ကြောင့်မှာကျန်တဲ့ percentage က10%ပဲဖြစ်ဖြစ်5%ပဲဖြစ်ဖြစ်0.1%ပဲဖြစ်ဖြစ်ကျော်ရရအာစနယ်ကိုပဲအဲ့ဒီ percentage အနည်းကနေနိုင်သွားမယ်လို့ခမန်းရင်အာစနယ်ကိုပဲရွေးရမှာဖြစ်ပါတယ်။ကဲအဲ့တော့ကျွန်တော်နောက်တစ်ပတ်ဒီသင်ကြားရတဲ့ gain နဲ့အချက်လက်လေးတွေအနည်းငယ်ဆက်ပြီးတော့ပြောပြကြပါမယ်။ How to ထိတဲ့တွေ့ဆုံမှုတွေမှာနောက်ဆုံး6ချိန်တရေလုံးဝမကြတာဘူး။ Newcastle 4ချိန်နိုင်ပြီးအာစနယ်က2ချိန်နိုင်တာတယ်။ဒါပေမဲ့ ကျွန်တော်ညီတန်းမှာပြောသွားသလိုမျိုးပဲစိန်ဂျေးဘတ်မှာတွားရောက်ရင်းဆိုင်ကစားတဲ့အချိန်ခါတိုင်းအာစနယ်တကြိမ်မှမနိုင်ဘူးသုံးပွဲလုံးရှုံးတာတယ်ဒီပြီးခဲ့တဲ့နှစ်ပထမအကြော်တော့က2-0အဲ့တနှစ်ကြော်တော့က1-0အဲ့တနှစ်ထက်ကြော်တော့ 1-0 3ချိန်3ကအာစနယ်ဒီစင်ချိန်ဘက်မှာနျူကာဆယ်ကိုဒူးထောက်လက်မြောက်အရှုံးပေးထားတာပါအဲ့တော့ကြောင့်ဒီကြောပေးမှုကတရေဆိုရင်ပြဿနာမရှိဘူးဆိုရင်ပဲရှုံးသွားရင်တော့တိုင်ပတ်မှာအနည်းနဲ့အများတော့ risk ယူရလိမ့်မယ်ကျွန်တော်တော့ရှုံးမယ်လို့တော့မထင်ဘူးအတရေချဖို့တော့များတယ်အဲ့တော့ကြောင့်ဒီ head to head ကိုတော့အနည်းငယ်စိုးရိမ်မိပါတယ်အာစတန်နိုင်ခဲ့တဲ့နှစ်ခါကတော့သူ့ရဲ့အိမ်ကွင်းမှာပြန်ပြီးတော့နိုင်ခဲ့တဲ့နှစ်ခါဖြစ်ပါတယ်ပြီးခဲ့တဲ့ရာသီဒုတိယအကြော်တော့1-0ဖြစ်ပြီးတော့ကျွန်တော်2023-24ဘောလုံးရာသီတုန်းက4-1ဖြစ်ပါတယ်နျူကာဆယ်အိမ်ကွင်းတွားရောက်ကစားတဲ့အခါတိုင်းအာစတန်တိုင်ပတ်လေးရှိ ရှိပါတယ်။ဒါတောင်မှ Arsenal ကွင်းမှာတစ်ချိန်တစ်ခါနိုင်ထားသေးတယ်။အဲ့ဒါ EFL Cup တုန်းကနိုင်ထားတာပေါ့နော်။ကျွန်တော်2-0နဲ့နိုင်ခဲ့တာဖြစ်ပါတယ်။ကဲကျွန်တော်နောက်ထပ်တစ်ပိုင်းက Newcastle ရဲ့အိမ်ကွင်း6ပွဲသက်ရလက်။2ပွဲနိုင် နှစ်ပွဲတည်နှစ်ပွဲရှုံးဖောင်ကတော့အရင်မကောင်းအာရီယာလေးပွဲတိုင်တစ်ပွဲတည်တစ်ပွဲရှုံးဖြစ်ပါတယ်ညူကက်ဆယ်တက်တော့ပို့ပြီးအခြေအနေကောင်းတယ်ဗျနောက်ညူကက်ဆယ်ဒီနေ့ရသည်အင်ကွင်း၄ပွဲရလတ်ကအဲ့လောက်ဆွန်းဆောင်ရင်မကောင်းဘူးနှစ်ပွဲတိုင်နှစ်ပွဲရှုံးရှုံးတဲ့နှစ်ပွဲကဘာစတိုနာနဲ့လီဗာပူးလိုအသင်းတွေကိုပဲသူတို့ရှုံးထားတာနိုင်တဲ့အသင်းတွေသည်ဘရက်ဖို့တို့ဝူဗာဟန်တန်တို့ကြောင်ပြောင်နေတဲ့အသင်းတွေကိုနိုင်တာပါအာရီသည်စိန်ချိန်ဘက်မှာရလတ်ကောင်းလို့မရှိဘူးဆိုပေမဲ့ညူကက်ဆယ်ရဲ့ဒီနေ့အင်ကွင်းရလတ်ကလည်းအဲ့တလောက်ထိအစိတ်ရှိမနေပြန်ဘူးအာစနယ်ရဲ့အဝေးကွင်းရလတ်တွေကိုကြည့်မယ်ဆိုရင်တော့ထိန်းကန်တဲ့ လီဗာပူးတင်းကိုပဲဝမ်းစီနဲ့ရှုံးတာဖြစ်ပြီးကျန်တဲ့အသင်းတွေကိုတော့တူးစီတူးစီဝမ်းစီဆိုရရလက်တင်နေနိုင်တာတယ်ဘယ်အသင်းတွေပါလဲမန်ယူနိုက်တက်အသက်ဘီဘာကိုပို့ဗီလီစတဲ့အသင်းတွေဖြစ်ပါတယ်ခင်ဗျအဲ့တော့ကြောင့်အာစနယ်အဝေးကွင်းဖော်မလေးကတော့မစိုးလို့ဆိုနိုင်ပါတယ်ဆိုတော့အနည်းချော့ရမယ်ဆိုရင်ဒီပွဲစဉ်ကတည်ကြဖို့အများကြီးရှိတဲ့ပွဲစဉ်ပါဒါပေမဲ့ဒီနှစ်ဖော်မလေးကနျူကာဆယ်ဒီအင်ကွင်းအလောက်မကောင်းထားပါနောက်ဆုံး၃ချိန်ကစားခဲ့တဲ့အစင်လာရဒါနျူကာဆယ်ကအာစနယ်အင်ကွင်းမှာအနိုင်ယူထားတဲ့အတွက်ကြောင့်အာစနယ်နေနဲ့ခက်ရခဲစစ်ကစားပြီးတည် ြဖို့အများဆုံးပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။တေကြလို့တဝက်ဆုံးရှုံးခံနိုင်ရင်တော့ဂျန်နဲ့ percentage အနည်းငယ်ကနေနိုင်သွားနိုင်ချေရှိတဲ့အတွက်ကြောင့်လေအာစနယ်အသင်းကိုရွေးချယ်ပေးရတဲ့ဗီဒီယိုလေးဒီမှာနားချင်ပါတယ်ခင်ဗျာ။